မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဥစဉ်ရေဆွေတော်မျိုးတော်များအားလုံးဥစဉ်ကတော့ဟိတေတိဆရာတော်ပါဒါဥစဉ်တို့ကြတော့တရားတွေကို ဟောပြောနေတာ မဟုတ်ပါဘူးတရားစခန်းပွင့်နေတာလည်းမဟုတ်ပါဘူးဥစဉ်တို့ကဘယ်အကြောင်းအရာကိုပြောနေလဲဆိုတော့တရားမှတ်နေတဲ့လူတွေမှာ ဒါလိုအပ်ချက်ကလေးတွေထောက်ပြနေတာပေါ့ဒီဟာတွေမှာလိုခေလို့ဈိတ်တာတိရောက်နေတဲ့သူတွေများသောအားဖြင့်တရားမဲ့ပြီးတော့အတွေ့အကြုံရှိတဲ့သူတွေကိုပဲတို့ကအကြံပြုပြောကြနေတဲ့ရှောင်းမင်းစာဖြစ်ပါတယ်တရားစခန်းကတော့ပုံပုံတို့မှာဟိုဟာဓမ္မယုံတွေပါတယ်မရှိလို့ပေါ့နော် ဓမ္မယုံတွေပါတယ်ရှိခဲ့တဲ့နေရာရောက်ရင်တော့ဘုံဘုံတို့ကဒီတရားထိုင်မဲ့ချိန်မှာသတိပေးတာပေါ့ဟိုပလေမျိုးသစ်မှာစေနလမ်းမတ်တိုင် ကာယစေနလမ်းမတ်တိုင်မှာရှိတယ်ကဝိယတနာမိုးကုတ်ကျောင်းမှာဆိုရင်ဘုံဘုံတို့တရားထိုင်မဲ့တဲ့အချိန်တွေမှာသတိပေးတဲ့အသံပိုင်းတွေဒီ YouTube channel တွေမှာရှိပါတယ်เนาะအထေးထေးကိုဝင်ပြီးတော့ရှာကြည့်ပါ ရှိပါတယ်ဒါပေမဲ့အိမ်မှာနေပြီးတော့ dog consent တင် comment ပေးထားတာတင်တယ်အိမ်မှာနေပြီးတော့မှတရားမဲ့လို့ရအောင်တရားစကန်ဝင်လို့ရအောင် ရိတ်တာဝင်နေတာတော့မဟုတ်ပါဘူးပုံပုံတို့ကဒီပတိလွတ်နေတဲ့ဘယ်လိုမျိုးဖြစ်နေတယ်ဆိုတာကိုထောက်ပြနေတာပဲဖြစ်ပါတယ်တရားကိုကတော့လူတိုင်းနှီးပါ ဒါဖုံးဖုံးလေးလေးအများကြီးဟောနေတော့ကြာဘူးသင်တော့ကြာဘူးကြပြီပေါ့ပထမဆုံးတန်ဝေက ဖြစ်အောင်ဒါအိုနာသေးတွေကို ထောက်ပြတာပေါ့အဲတော့တရားထောက်ပြတာပေါ့အဓိကတရားအလုံးလုံးတဲ့အခါကြရင်ဒါမြင်ကြားနံစာခြံတွေးထီးတွေးတိုင်းမှာနော်အစင်းအပန်းအနဲအရသာ တွေးထီးစရာခြံတွေးစရာတွေနဲ့တိုက်လာတိုင်းမှာတဏှာဖြစ်ပေါ်ခွင့်မရအောင် ဖိဖိနေရတာပါပဲတရားဆိုတာတရားဆိုတာဒီတာပါပဲဒါမကြဘူးဘူးလားဆိုတော့လေကြဘူးပါတယ်လူတိုင်းဒီပါ အမဲလောက်လားဆိုတော့မင်းနေပါတယ်ရက်ရက်နေတဲ့အခါဘာကိုမက်နေလဲရက်နေတဲ့အခါမြင်ကွင်းတွေကိုသီးပေးမနေဘူးလားမနေပါဘူးမင်းနေတဲ့ကြပါတယ်ဘာလို့မင်းနေလဲဆိုတော့အိုးသန္တရာလာဆန်တရက်နေ့ကနေ့ မေးလာခဲ့တာပေါ့ဒီတရားတွေကို မေးလာခဲ့လို့ပဲသန္တရာလေးလာတာကိုလောကဥပမာနဲ့ပြောကြည့်ရင်စပီးကီလိုမီတာတရားစပီးနှုန်းနဲ့တနာရီကို မောင်းနေတဲ့ကားတစ်စီးကို ပုံပုံတို့အကြံပြုတာကစပီးလျှောသောအောင်ကီလိုမီတာ90လောက်ရောသောအောင်လျှောသောအောင်ပုံပုံတို့ကအကြံပြုရတာပါเนาะ မောရင်စပီးတွေကပြင်းနေပါတယ်စပီးပြင်းနေဆိုတာဥပါဒံတွေကပြင်းထန်နေတယ်ဒါကိုအစင်းလို့သည်ငါသူတပယောက်ျားမိမပုဂ္ဂိုလ်သတ္တဝါလို့မမြင်နဲ့မျက်လုံးနဲ့တိုက်နေတာကိုအစင်းတွေပဲတိုက်တာအဲ့လိုမျိုးသီးပေးရင်ဒိဋ္ဌိခေါ်မှာပဲအဲ့ဒါဆိုရင်တရားမဲ့ဖြစ်မှာပဲဘာလို့ကိုတို့ကတရားမမဲ့ဖြစ်ဘူးလဲဆိုတော့မင်းနေလေဆိုတော့ ခဏနေရင်သေမာကိုမေးနေတယ်ခဏနေငါသေသောရင်ကောလို့စိတ်ထဲမှာသံဝေကတတိကိုမေးနေလို့တရားမမဲ့ဖြစ်တာပေါ့လောက ဥပမာနဲ့ထောက်ပြရင်ရေကူးမတက်တဲ့သူကို ရေသေးကိုရှီပြီးတော့ရေသေးကိုလွန်ပြေးလိုက် ရေသေးကိုလွန်ပြေးလိုက်ရင်သူသေရတော့မင်းဆိုတဲ့အခါ သူကတော့မတက်တက်တယ်လို့ကုရတော့မှာပေါ့လေဒါဒါဆိုရင်သူကုတက်လာပြီပေါ့မတက်တက်တော့ကုရတော့မှာလေမကုရင်သေးမှာပဲဆိုကုကိုကုရတော့မှာသူအခုလေယောဂီတွေကခဏနေရင်ငါသေရတော့မှာလေမမဲလို့မရတော့ဘူးဆိုရင်အဲ့ဒီယောဂီတွေကမက်ကိုမက်လာမှာပေါ့အခုဒါတရားစခန်းတွေမှာလေပုံပုံတွေလေအများကြီးဟောပါတယ် နော်ဒီ TikTok တွေမှာလည်းတွေ့တယ်အခုခေတ်မှာကတော့တရားတွေကမိုးလိုပေါက်နေတာပေါ့အမဲဒါ low action ကလေးတွေကို ပုံပုံတို့ကအကြံပြုတာပါအားရအခါကိုကထားချင်တဲ့စိတ်ကိုဒီပေးဖို့ခန္ဓာယောကနေယောကနေယောကနေတင်တော်တဲ့သဘောတွေကိုဒီပေးဖို့ညာလဲရင်ညာလဲနေဒီပေးဖို့ပေလဲရင် ပေလဲနေဒီပေးဖို့မိမိစိတ်ဟာအတိတ်ကို ရောက်နေသလား အနာကဲကိုရောက်နေသလားသိပေးဖို့တကယ်လို့အတိတ်ကိုရောက်တော့တယ်စိတ်ဆိုရင်မင်းမင်းကိုကိုတရားဟော။အော်အတိတ်ကိုစိတ်ရောက်နေလို့မရဘူးအတိတ်ဆိုတာ ပြီးသွားပြီပဲ။ဘာလို့လို့ရမှာတော့ကိုကိုတရားဟောရတယ်။ဘလူပဲလာပြီးတရားရှာရှာငါမကြဘူးဆိုငါကိုကကိုတရားရှာမေဆိုအဲ့ဒါမန်ဒီလေးကိုကကို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 တရားဟောရတာ။အနာကဲကိုစိတ်ရောက်နေတတ်တယ်အနာကဲဆိုတာမသေးချာသေးဘူးဟုတ်ရှင်မဟုတ်မှာ ခဏနေငါသေးတော့ရင်ကောလို့ကိုကိုကိုသီးပေးရတယ်အဲ့ဒါလွယ်ချက်ကလေးတွေပေါ့နော်အဲ့လိုမှ တရားမဖြစ်လာမှာပေါ့ရက်နေတဲ့အခါမောရင် လူတွေကပြင်းလာတာပေါ့ရက်နေတဲ့အခါဘာကိုမဲလို့မဲရမဲမသိဘူးဆိုတော့ပြင်းလာပြီလေပြင်းလာတော့ဘာလုပ်လဲလူတွေနဲ့တော့ပြီးစကားပြောတာပေါ့အဖော်ရှာတာပေါ့လေဟိုကတရားအဖော်ကိုတွေးနေပါလေရဲ့နဲ့တရားအဖော်လို့မသိတဲ့အခါ ဒါတရားအဖို့ပဲဒါစိတ်ကိုစောင်းရှောက်နေရမယ်ဒီလိုမျိုးပဲမြင်နေရင်မြင်ကွင်းတွေသိပေးနေရမှာပဲကြားနေအမှန်တွေမတူတာကိုသိပေးနေရမှာပဲเนาะသမင်းစားနေအရာသာတွေမတူတာကိုသိပေးနေရမှာပဲတဏဝင်ခွင့်မရအောင်ဘာစကားပေါ်မှာထိုင်နေရင်လေဒါတဏဝင်ခွင့်မရအောင်เนาะမတူတာလေးတွေပြောင်းလဲနေတာလေးတွေကိုသိပေးရင်းနဲ့မိမိစိတ်ကိုပိတ်ဆို့ပံမှာငြိမ့်နေအောင် တိပိနေတာကိုတရားမနီလို့ခေါ်တာပေါ့နော်